ဒီနေ့ဒီသင်ခန်းစာဗီဒီယိုလေးရဲ့မှာ လေးလာအောင်ပါကတော့ကျမတို့အရှိရသင်ခန်းစာဗီဒီယိုလေးရဲ့မှာလေးလာခဲ့တဲ့သင်ခန်းစာလေးရဲ့အဆက်လေးတွေလေးလာအောင်ပါဖြစ်တဲ့ပေါ့နော်အဲ့ဒီသင်ခန်းစာနဲ့ဆက်ဆက်တဲ့လေးချင်းကလေးတွေကိုလောက်အောင်ပါဖြစ်ပါတယ်အကယ်၍ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူကအခုမှကြည့်မိတယ်ဆိုရင်သူ့ရဲ့အရှိမကျမတို့သင်ခန်းစာကြီးရှိပါတယ်အဲ့ဒီသင်ခန်းစာလေးကိုသွားပြီးတော့လေးလာပေးပါလို့ကျမကပြောချင်ပါတယ် ပထမဆုံးအနေနဲ့ဒီစာကြောင်းလေးကိုပြပြပေးမယ်ပေါ့နော်။သူကကျမတို့ဒီလေ့ကျင့်ခန်းလေးမှာလောက်ရမှာကတော့ find the mistakes in the sentences below ဒီအောက်မှာပြထားတဲ့စာကြောင်းလေးတွေမှာအမှားလေးတွေရှိတယ်။အဲ့ဒီအမှားလေးတွေကိုရှာပေးရမှာဖြစ်ပါတယ်။ write the corrected sentences ပြီးသွားရင်တော့မှန်တယ်ဆိုရဲစာကြောင်းလေးတွေကိုအောက်မှာရေးပေးရမှာဖြစ်ပါတယ်။ A B C D E ဆိုပြီးတော့၅ကြောင်းရှိပါတယ်။ဒါလေးကိုရေးပေးရမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ A လေးကိုဥပမာအနေနဲ့ကြည့်လိုက်ပါမယ်။ I go usually to the beach in the summer ဆိုပြီးတော့ရေးထားတယ်ပေါ့နော်။ဒါဆိုလို့ရှိရင်စာကြောင်းကမှားနေတယ်ပေါ့နော်။ဘယ်နေရာမှာမှားနေရလဲဆိုရင် go နဲ့ usually ကပြောင်းပြန်ဖြစ်နေတယ်ပေါ့နော်။ဒီအတွက်ကြောင့်မှန်အောင်ဘယ်လိုပြန်ရေးရမလဲဆိုရင် I usually go to the beach in the summer ဆိုပြီးတော့ပြန်ရေးလိုက်တယ်ပေါ့နော်။ဒါကအပြေမှန်လေးကိုရေးပြပေးထားတဲ့ဥပမာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီအောက်ကစာကြောင်းလေးတွေဖြစ်တဲ့ B D C D E ဒါလေးတွေကိုကျောင်းသားကဖြည့်ပြရမှာဖြစ်ပါတယ်။ အကယ်၍ဒီသင်ခန်းစာကိုကြော်ပြီးတော့ကြည့်မိနေရမျိုးဖြစ်ပါစေဒါမှမဟုတ်လို့ရှိရင်ရုပ်တရက်ဒီဗီဒီယိုလေးပွင့်လာလို့ကိုကကြည့်လိုက်တာမျိုးဖြစ်ပါစေဆိုရင်တော့ကျွန်မအနေနဲ့အရှိရသင်ခန်းစာဗီဒီယိုလေးကိုသွားပြီးတော့ကြည့်ဖို့ပြောချင်ပါတယ်ဒါမှသာလေးနားလည်ပြီးတော့ဖြေလို့ရမှာဖြစ်တယ်ပေါ့နော်အကယ်၍ဘယ်အရာကဘလို့တိဆောက်ထားလဲဆိုတာကိုသေချာလေးသိချင်တယ်ဆိုရင်တော့အရှိရသင်ခန်းစာဗီဒီယိုမှာအသေးစိတ်သေချာလေးရှင်းပြပေးထားပါတယ်အဲ့ဒီဗီဒီယိုလေးကိုသွားကြည့်ပါလို့ပြောချင်ပါတယ်ကဲရွေး share video ကိုကြည့်ပြီးသားကြောင်းသားဆိုရင်တော့ဒီအဖြေလေးတွေကိုဖြေလို့အဆင်ပြေမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ video လေးကိုခဏလောက် pause လုပ်ပြီးတော့လေ့ကျင့်ခန်းလေးကိုတစ်ချက်လိုက်လို့ကြည့်ပေးပါ။ပြီးသွားလို့ရှင်ဒီမှာဖြေတိုက်ပေးပါမယ်။ဒါဆိုအဖြေလေးတိုက်ပေးပါမယ်။အဖြေက B က I go sometimes to the park on Saturdays. အဖြေမှန်ကတော့ I sometimes go to the park on Saturdays ဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့ I sometimes go to the park ဆိုတော့ငါကပန်းခြံကို တခါတလေသွားတယ်ဘယ်တော့လဲဆိုရင် on saturdays စနေနေ့တွေမှာဆိုလို့ရှိရင်တော့တခါတလေငါပန်းချန်သွားတယ်ဆိုရင်အတိတ်ပဲဖြစ်ပါတယ်ဒါဆိုရင် C ကိုကြည့်ပါမယ် we eat never italian food အပြေမှန်က we never eat italian food ဖြစ်ပါတယ်အတိတ်ပဲကတော့ကျမတို့ဒီ italian food ကိုငါတို့ကဘယ်တော့မှမစားဘူးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ် D ဒီကကျတော့ he's usually late ဖြစ်ရမှာပေါ့နော်ဒါပေမဲ့သူပြီးထားတာက he's late usually အဲ့ဒါအပြေမှားတယ်ဗောနော်အောက်ကအပြေမှန်က he's usually late လို့ပြောရမှာဖြစ်ပါတယ်သူကအမြဲလိုလိုနောက်ကျတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ i always am tired အပြေမှန်က i'm always tired အဓိပ္ပာယ်ကတော့ငါကအမြဲတမ်းပင်ပန်းနေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အပေါ်ဆုံးက A ကတော့သူပြီးတာက I go usually to the beach in the summer ဆိုပြီးပြောထားရပါတော့ အဖြေမှန်ကတော့ I usually go to the beach in the summer ဖြစ်ပါတယ်။ဆိုတော့အတိအပယ်ကတော့ I usually go to the beach ဆိုတော့ငါကပန်းချီကိုအမြဲလိုလိုသွားတယ်။ဘယ်မှာလဲဆိုရင် in the summer summer အချိန်ဆိုလို့ရှိရင်ငါကပန်းချီကိုအမြဲလိုလိုသွားတယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်။ဆိုတော့ A ကနေ E T ကိုအဖြေမှန်လေးတွေကိုကျွန်မပြောပြပေးသွားပါမယ်။ဒေချာလေးနားထောင်ပြီးပါ။ I usually go to the beach in the summer ဖြစ်ပါတယ်။ I sometimes go to the park on Saturdays. We never eat Italian food. He's usually late. I'm always tired ဖြစ်ပါတယ်။အားလုံးပြင်ပမယ်လို့ထင်ပါတယ်။အကယ်၍အပြင်မမှန်ဘူးဆိုလို့ရှိရင်လည်းမားရယ်ဆိုရင်လည်းပြဿနာမရှိပါဘူး။ပြန်ပြီးတော့သုံးသပ်ပါ။ပြန်ပြီးတော့လေ့ကျင့်ပါလို့ကျွန်မကပြောချင်ပါတယ်။ အခုပြုလုပ်ရမှာကတော့ listen and check your answers ဖြစ်တယ်ပေါ့နော်အဓိကအပြင်ကျောင်းသားဆွမ်းနာကဖြေလိုက်တဲ့အဖြေဒီစာကြောင်းအမှန်လေးတွေရှိတယ်ပေါ့နော်ဒီအမှန်လေးတွေကိုကျမတို့က native ကဘယ်လိုပြောလဲဆိုတာလေးကိုတည်တည်ချာချာလေးနားထောင်ဖို့လိုအပ်တယ်ဒီနေရာမှာသူပြောတာကိုအတန်ကြီးပဲနားထောင်တာမျိုးမဟုတ်ပင်ねစာသားကြီးပဲလိုက်ဖတ်တာမျိုးနားထောင်တာမျိုးမဟုတ်ပင်ねသူ့ရဲ့အတန်ဒီအတန်ထားအတန်အနှိမ့်အမြင့်လေးတွေကိုတည်တည်ချာချာလေး focus လုပ်ပြီးတော့ နားထောင်ပြီးပါလို့ကျမကပြောချင်တယ်ပေါ့နော်ကျမတို့စကားပြောတဲ့အခါမှာဘယ်နေရာမှာဖိပြီးပြောလဲဘယ်နေရာမှာဖော့ပြီးပြောလဲဒီလိုမျိုးလေးရှိရပေါ့နော်ကိုကဒါလေးတွေကိုသေသေချာလေး focus လုပ်ပြီးနားထောင်ဖို့လိုအပ်ပါတယ်ဒါဆိုလို့ရှိရင်ကျမတို့နားထောင်ကြည့်ကြပါမယ်ဒါဆိုရင်ကျမတို့စပါမယ် Hey I usually go to the beach in the summer. B. I sometimes go to the park on Saturdays. C. We never eat Italian food. D. He's usually late. E. I'm always tired. ဒါဆိုရင်တော့ကျမတို့ကရှေးမှာ native ပြောပြတာလေးကိုသိချလေးနားထောင်ပြီးသွားပြီဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ကျမတို့ဗားလေ့ကျင့်ခန်းလေးကိုလုပ်အောင်မလဲဆိုရင် mark ဒီအနီရောင်လေးနဲ့ပြထားတာပေါ့နော်။ red dot ပေါ့ဒီလိုမျိုးလေးကျမပြောလိုက်မယ်။ mark red dot the stressed word ဆိုပြီးပြောထားတယ်။ကျမတို့စကားပြောတဲ့အခါမှာ ဖိပြီးတော့ပြောလိုက်တဲ့စကားလုံးလေးရှိတယ်။စောနာက သူတို့တွေပြောသွားတဲ့စကားတွေမှာလည်းတန်းနဲ့ပြောတာမဟုတ်ဘူး I usually go to the beach in the summer ဒီလိုမျိုးမဟုတ်ဘူးသူတို့ပြောသွားတဲ့နေရာမှာမြင့်တဲ့နေရာလေးရှိတယ်နှိမ့်တဲ့နေရာလေးရှိတယ်ဒီလိုသဘောမျိုးလေးပေါ့နော်ပုံမှန်လေးပြောတာရှိတယ်ဖိလိုက်တဲ့နေရာလေးရှိတယ်ဥပမာဖြင့်အာဘယ်လိုခေါ်မလဲငါအဆက်လုံးဝမစားဘူးပေါ့ကျမပြောပြမယ်ဆိုရင်အဆက်လုံးဝမစားဘူးကျမအဲ့ခါမှာကျမတို့ကပွဲသွားတယ်ပါတီတစ်ခုသွားတယ်ဒါမှမဟုတ်နေရာတစ်ခုစားတောက်ဆိုင်တစ်ခုသွားတယ်အဲ့ခါမှာတငယ်ချင်းကကိုယ့်ကိုအရန်ဆက်တဲ့အစာတောက်တူထည့်နေတယ် ငါအဆက်လုံးဝမစားဘူးဒီလိုမျိုးလေးပြောလိုက်တယ်ပေါ့နော်မြန်မာလိုဆိုဒီလိုသဘောမျိုးလေးပေါ့မဟုတ်ဘဲနဲ့ငါအဆက်လုံးဝမစားဘူးဆိုတာကိုကပုံမှန်လေးပဲပြောနေတဲ့ပုံမျိုးဖြစ်နေတယ်အဲဆိုသူကထိန်ထိန်လိုက်တော့မှဒီသဘောမျိုးအဲ့နေရာမှာကိုကပြည့်စည်လေးပြောငါအဆက်လုံးဝမစားဘူးငါအဆက်ဘယ်တော့မှမစားဘူးဒီနေရာမှာဘယ်တော့မှလုံးဝဒီလိုမျိုးလေးကျွန်တော်ပြောတယ်ငါအဆက်ဘယ်တော့မှမစားဘူးငါလုံးဝအဆက်မစားဘူးဒီလိုမျိုးကျွန်တော်ပြောဖြစ်ဖြစ်စည်စည်ပြောတဲ့အတန်လေးရှိတယ် ကျမတို့ဆွမ်းနာကနားထောင်ခဲ့တဲ့ဒီ English စကားပြောနေမှာလေဒီအတိုင်းပဲသူဖိပြီးတော့ပြောလိုက်တဲ့စကားလုံးလေးရှိတယ်။အဲ့တော့ကျမတို့ကသူဖိပြီးတော့ပြောလိုက်တဲ့စကားလုံးလေးကိုကျမတို့လိုက်ရှာပြီးတော့အဲ့စကားလုံးလေးကိုအမှတ်အသားလိုက်လောက်ရမယ်။ဘလို့အမှတ်အသားလောက်ရမှာလဲဆိုရင်ဒီ red dot လေးပြောရရင်တော့မင်းဒီလေးနဲ့ဒီအပေါ်လေးမှာအလုံးလေးတစ်လုံးဆွဲပေးရမှာဖြစ်တယ်။ဒီလေ့ကျင့်ခန်းလေးလောက်ရမှာဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီလေ့ကျင့်ခန်းလေးပြုလုပ်ဖို့အတွက်ကိုကျောင်းသားကျမဘာလုပ်စီခြင်းလဲဆိုရင် A ကနေပြီးတော့ E အထိကိုစာအုပ်ထဲမှာကိုပြီးတော့ရေးပေးပါပြီးသွားလို့ရှိရင်ကျမတို့ဒီအနည်းအောင်အလုံးလေးဆွဲရမှာပေါ့နော်ဥပမာပြထားသလိုပဲ I usually go to the beach in the summer မှာဆိုလို့ရှိရင်ကျမတို့ stressed words လေးရှိတယ်အဲ့ဒါကအဓိကပြဖိပြီးတော့ပြောလိုက်တာ I usually go to the beach in the summer ဒီလိုတော့မြလီပေါ့နော်ဖိပြီးတော့ပြောလိုက်တာအရှိမ native ပြောပြသွားတဲ့အတန်လေးရှိတယ်ပေါ့နော်ဒါလေးမှာဖိပြီးတော့ပြောလိုက်တဲ့စကားလုံးလေးတွေကိုကျမတို့ အဲ့ဒီစကလုံးလေးရဲ့အပေါ်မှာအနီအောင်အလုံးလေးတွေ red dot လေးဆွဲပေးရမယ်ဒီသဘောမျိုးလေးလေ့ကျင့်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်မဆောနာပြောသလိုပဲ a n e t ကိုစာအုပ်မှာကိုပြီးတော့ရေးပေးပါဗီဒီယိုလေးကိုခဏ pause လုပ်ပြီးရေးပေးပါပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီလေ့ကျင့်ခန်းလေးကိုလုပ်ပါမယ်ဒါဆိုလို့ရှိရင်တော့ကျွန်မအနေနဲ့ user အကြောင်းသားကစာအုပ်ထဲမှာကူးရေးပေးပြီးလို့ကျွန်မတင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်မကအကြောင်းသားပြန်ပြီးတော့လေ့ကျင့်လို့ရအောင်ကျွန်မနားထောင်လို့ရအောင်တစ်ခါပြန်ပြီးတော့ဖွင့်ပြပါမယ်ဒေတာလေးနားထောင်ပြီးတော့ လိုက်ပြီးတော့ red.li ရေးပေးပါလို့ပြောချင်ပါတယ်ဒါဆိုစလိုက်ပါမယ် A I usually go to the beach in the summer B I sometimes go to the park on Saturdays C We never eat Italian food D He's usually late. E. I'm always tired. ဒါဆိုရင်တော့အဖြေလေးလည်းဖြည်းဖြည်းဖြစ်တဲ့အတွက်ကြောင့်ကျွန်မအဖြေတိုက်ပေးပါမယ်။သကလုံးလေးပေါ့နော် stressed words လေးတွေရဲ့အပေါ်မှာအနီရောင်လေးတွေအလုံးလေးနဲ့လိုက်ပြီးတော့မှတ်ပေးပါ။ mini လေးနဲ့မှတ်လို့ရတယ်ပေါ့နော်။တကယ် mini မရှိလည်းပြဿနာမရှိဘူး။ မင်းအမဲလေးနဲ့လည်းမှတ်လို့ရတယ်ပေါ့နော်။ဒါပေမဲ့မင်းအနီလေးနဲ့မှန်ရင်တော့ပို့ပြီးတော့တည်တာတာပေါ့နော်။စာပြန်ကြည့်ရဲ့အခါမှာပေါ့နော်။ Okay ဆိုတော့အဖြေလေးတွေကိုအားလုံးလည်းမှန်မယ်လို့ယူဆတယ်။အကိမမှန်ဘူးဆိုလည်းပြဿနာမရှိဘူး။နောက်တစ်ခါတစ်ခါတစ်ခါပြန်ပြီးတော့နားထောင်ကြည့်လို့ရရပေါ့နော်ဒီနေရာမှာဆိုရင်သူဒီအနေအောင်စကလုံးပေးထားတယ် ဒီသကလုံးလေးတွေကကျမတို့ကအဖြစ်ဖြစ်စီစီလေးပြောရမယ့်သကလုံးလေးဖြစ်တယ်ပေါ့နော်။အကယ်၍အဖြစ်မားလဲပြဿနာမရှိပါဘူး။ဘာကြောင့်မားလဲဆိုတာကိုပြန်ပြီးတော့သုံးသပ်ပြီးတော့လေ့လာဖို့အတွက်တော့လိုအပ်ပါတယ်။ဒါဆိုလို့ရှိရင်ကိုကသိတာတဲ့လိုတတ်မှုတွေရပါဖြစ်ပါတယ်။ဆိုတော့ဒီအနီအောင်သကလုံးလေးတွေကို တိုက်ပြီးသွားပြီလို့ယူဆပါတယ်။ဆိုတော့ like လဲပြောကြည့်ပါလို့ကျွန်မပြောချင်တယ်ပေါ့နော်ဒီနေရာမှာနားထောင်တာပဲမဟုတ်ဘဲね like လဲပြောကြည့်ပါလို့ပြောချင်ပါတယ် အပေါ်လေးချင်းငန်းလေးလုပ်ပြီးသွားပြီဒီတစ်ခါမှာတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင် listen again and copy the pronunciation ကျွန်တော်တို့ဒီပြောပြခဲ့တယ်ပေါ့နော် native ပြောပြခဲ့တယ်အတန်အတွက်လေးတွေကိုသေးသေးချင်းစားလေးနောက်တစ်ခါနားထောင်ပါမယ်ပြီးသွားလို့ရှိရင်တို့ပြောတဲ့အတန်အတွက်အတိုင်းကိုလိုက်ပြီးတော့ပြောကြည့်ပါမယ်စာဖတ်တယ်လို့မျိုးကြီးမဖြစ်စီပါနဲ့เนาะဥမာပြင် I usually go to the beach in the summer no အဲ့လိုမဟုတ်ပါဘူး။ तू က I usually လို့ပြောရင်ကိုယ်ကလိုက်ပြောမယ် I usually လိုက်ပြောမယ် go ဆိုလို့ရှိရင် go လိုက်ပြောမယ် beach ဆိုလို့ရှိရင် beach လိုက်ပြောမယ် beach summer no အလိုမဟုတ်ဘူးเนาะသူပြောတဲ့အတိုင်းကို quantity အောင်လိုက်ပြီးတော့ pronunciation ကိုပြောကြည့်ပေးပါလို့ကျွန်မကပြောချင်ပါတယ်ဒီလေ့ကျင့်ခန်းကိုထပ်ခါထပ်ခါလုပ်လို့ရတယ်เนาะပို့ပြီးတော့လုပ်လေးလေးပို့ပြီးတော့တည်တည်တတ်တတ် pronunciation ကအကောင်းလေးလေးဖြစ်လာလိမ့်မယ်ပေါ့เนาะဒါဆိုရင် ready ဖြစ်ပြီဆိုရင်ကျွန်တော်စလိုက်ပါမယ် A I usually go to the beach in the summer B. I sometimes go to the park on Saturdays. C. We never eat Italian food. D. He's usually late. E. I'm always tired. โอเคဆိုတော့ဒီတစ်ခါမှာလောရမင်းလေးခြင်းကန်းကတော့ read the questions below make notes ဖြစ်တယ်ဗောနော်ကျမတို့အောက်မှာပေးထားတဲ့မေးခွန်းလေးတွေကိုဖတ်ကြည့်ပါမယ်ပြီးသွားလို့ရှိရင်ကျမတို့အဖြေလေးဖြေကြည့်မယ်ဗောနော်ဆိုတော့ဒီမေးခွန်းလေးတွေကိုကျမတို့ဒီအရှိရသင်ခန်းစာကိုလေ့လာထားတဲ့အခါကြောင့်လို့ရှိရင်တော့ဖြေနိုင်ပါလိမ့်မယ်ဒါထပ်ပြီးတော့ပြပြပေးရပါဘူးအကယ်၍ဒီဗီဒီယိုလေးကိုပေါ်လာလို့ကြည့်ပြီးတော့လေ့ကျင့်နေရဆိုရင်တော့သူ့ရဲ့အရှိမကျမတို့သင်ခန်းစာဗီဒီယိုလေးရှိပါတယ်အဲ့ဒီဗီဒီယိုလေးကိုသွားပြီးတော့ကြည့်ပေးပါအဲ့ဒီဗီဒီယိုလေးမှာတေချာလေးရှင်းပြပေးထားရပါတော့ โอเคဒါဆိုလို့ရှင် MVP ဒီကိုလေးကြည်ထားတဲ့သူတွေအနေနဲ့ကတော့ဒီမေးခွန်းလေးတွေကိုဖြေတတ်မယ်လို့ကျွန်မအနေနဲ့ယုံကြည်ပါတယ်ဒါဆိုလို့ရှင်ဗီဒီယိုလေးကိုခဏ pause လုပ်ပြီးတော့ဖြေကြည့်ပေးပါစာအုပ်ထဲမှာမေးခွန်းလေးတွေကိုပြီးတော့အဖြေလေးတွေဖြေကြည့်ပေးပါကိုကြိုက်တာဖြေလို့ရပါတယ်ကိုအဆင်ပြေတာဖြေလို့ရပါတယ်အဓိကအပြင်ဒီမှာလေ့ကျင့်ခန်းတစ်ခုလုပ်စီခြင်းတဲ့အတွက်ကြောင့်ထည့်သွင်းပေးရတာဖြစ်ပါတယ်ဒါဆိုရင်ဗီဒီယိုလေး pause လုပ်ပြီးတော့ဖြေပြီးပါပြီးသွားလို့ရှိရင်ဒီမှာအနည်းနဲ့အဖြေလေးကြီးပြပြပေးပါမယ်အဖြေလေးကြီး ဖြည့်ပြီးသွားရေလို့ယူဆရပါတော့နော်ဒီကမ္ဘာကျွန်တော်အဖြေလေးတိုက်ပြီးပါမယ်အဖြေတိုက်တယ်လို့မပြောဘဲနဲ့အဖြေလေးပြောပြပေးမယ်လို့ပြောလို့ပိုအဆင်ပြေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မေကွန်းကဒီလိုပေးထားတဲ့အတွက်ကြောင့်ကိုဒီလိုမျိုးကွက်တီဖြေရမယ်ဆိုတာမျိုးမဟုတ်ပေါ့နော်တယောက်နဲ့တယောက်အတွေ့အော်တွေမတူဘူးတယောက်နဲ့တယောက်ဘာလောက်တာလဲဆိုတာကိုဖြေချင်တာကြီးမတူဘူးဆိုတဲ့အတွက်ကြောင့်ကျွန်မကတော့ဒါဥပမာအနေနဲ့ sample အနေနဲ့ဖြေပြပေးတာလေးဖြစ်တယ်ပေါ့နော်ဆိုတော့အကြောင်းသားကဒီနေရာမှာ um student မဟုတ်ဘဲနဲ့ကိုက engineer ဖြစ်ရင်ဖြစ်မယ်ပေါ့ကိုကြိုက်တာဖြစ်လို့ရတယ်ကိုသိတာဖြစ်လို့ရတယ်เนาะဆိုတော့ جماعه ပထမဆုံးမိကုန်းအဖြေလေးကိုပြောပြပေးပါမယ် what do you do ဆိုတော့နေရပါလို့လုပ်တယ်လို့ပြောတာဖြစ်ပါတယ် i'm a student ဆိုတော့ငါကကျောင်းသားတစ်ယောက်ဖြစ်တယ်လို့ပြောလိုက်တာဖြစ်ပါတယ် okay နောက်တစ်ခုက what time do you start work or studying ဒီနေရာမှာဆိုရင်လဲသူမေးချင်တဲ့သဘောကဘယ်အချိန်မှာလှုပ်ဆလှုပ်တယ်လဲဒါမှမဟုတ်ရင်ဘယ်အချိန်မှာစားစားလှုပ်တယ်လဲဆိုပြီးသူမေးထားတယ်အဲ့တော့ကိုက ခုကိုဖြေလို့ရတယ်ကိုကအလုပ်လုပ်တယ်ဖြေလဲရတယ်စာလုပ်တယ်ဖြေလဲရတယ်ဒီနေရာမှာတော့ကျွန်မဖြေပြီးထားတာက I start studying at 7 am ဆိုပြီးဖြေထားတယ်မနက်9နာရီဆိုရင်ငါစာစာလုပ်ပါတယ်လို့ဖြေပြီးထားပါတယ်ဒီနေရာမှာကျောင်းသားတခြားအချိန်ဖြေလို့လည်းရတယ်ပေါ့နော်ဒါမို့အလုပ်လုပ်တယ်လို့ဖြေလို့လည်းရတယ်နော်နောက်တစ်ခုကတော့ is it the same every day ဆိုတော့နေ့တိုင်းအတူတူပဲလားလို့သူကပြောခြင်းတယ်ဒီခါမှာတော့ it's usually the same every day လို့ကျွန်မဖြေပြီးထားတယ်နေ့တိုင်းလို့လို့ မြဲလို့လို့ပေါ့နော်နေတိုင်းအတွက်ကတော့အမြင်နဲ့လို့လို့တူပါတယ်ဆိုပြီးတော့ပြောနေတယ်ပြောနေတာကတော့အဓိကအပြင်ခုနှစ်နာရီဆိုလို့ရှိရင်နေတိုင်းလို့လို့စာလုံးဖြစ်တယ်ဒီသဘောမျိုးလေးပြောနေတာဖြစ်တယ်ပေါ့နော်အဖြေရတယ်လို့လေးဖြေတာပါတယ်နောက်တစ်ခုက what do you usually do every day ဆိုတော့နေတိုင်းလို့လို့နေတိုင်းမှာပေါ့နော်အမြဲလို့လို့ဘာလုပ်ဖြစ်လဲဆိုတော့ကျွန်မကဖြေတာက i usually drink coffee every day နေတိုင်းမှာကျွန်မအမြဲလို့လို့ coffee တောက်ဖြစ်ပါတယ်လို့ဖြေထားတယ် နောက်မေးခွန်းတစ်ခုက what do you sometimes do ဆိုပြီးမေးထားတယ်။အဖြေက I sometimes go for a walk in the park ဆိုပြီးဖြေပြထားရပါတော့နော်။အတေးပဲအရကျွန်မတို့ဒီကျွန်မက I sometimes go for a walk ခါတလေမှာကျွန်မလမ်းလျှောက်ထွက်တယ် in the park ပန်းချက်နေမှာပေါ့နော်။ခါတလေလမ်းလျှောက်ထွက်ဖြစ်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်။နောက်တစ်ခုက what do you do in the evenings ညနေပိုင်းတွေမှာမလုပ်တလဲဆိုပြီးမေးတယ်။အခါမှာအဖြေကကျွန်မက I watch TV in the evening ဆိုပြီးပြထားပါတယ်။ကျမညနေပိုင်းနေဆိုလို့ရှင်တော့ရုပ်ရှင်ကြည့်ပါတယ်ဆိုပြီးပြထားတာဖြစ်ပါတယ်။ဒီနေရာမှာចောင်းသားကဥမာအဖြစ်စာဖတ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်။တယောက်နဲ့တယောက်မတူဘူး။ကိုတိတာကိုလောက်တာလေးတွေဖြည့်ပြရတယ်။ဒါကတော့ကျမဥမာအနေနဲ့ဖြည့်ပြပေးတာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျမတို့ရဲ့ဒီနေ့သင်ခန်းစာဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးလည်းသိချာလေးလိုက်ပြီးတော့လေ့ကျင့်ခန်းလေးလုပ်မယ်လို့ကျမအနေနဲ့ယုံကြည်ပါတယ် အမြဲတမ်းလေ့လာတဲ့အခါမှာပေါ့နော် four skills လုံးကိုတွဲပြီးတော့လေ့လာပါပါ။စာကြောင်းတွေကိုဖတ်ပါ။နှုတ်ကနေလိုက်ထွက်ပြီးပြောပါ။ speaking ကိုလည်းထိရအောင်လို့လေ့ကျင့်ပါလို့ကျွန်မကပြောချင်ပါတယ်။ကိုယ့်ရဲ့အတန်အတွက်လေးတွေကိုကိုသိချင်တယ်ဆိုလို့ရှိရင်လည်း recording လေးတွေလုပ်ထားပြီးပြန်နှားထောင်လို့ရတယ်။ဒါလေးကလည်းကောင်းတဲ့ tips လေးတစ်ခုဖြစ်တယ်လို့ကျွန်မကပြောချင်ပါတယ်။ဒါဆိုရင်တော့ကျမတို့ဒီနေ့သင်ခန်းစာဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျမတို့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ပါမယ် Bye for now see you in the next video